စီဝိုင်းတိုးချဲ့ဖို့အတွက်သူမရဲ့အပြာကားလေးကိုရောင်းပြီးတော့ရင်းနှီးလိုက်တဲ့မိုင်းဆန်၊ဂိမ်းပရိသတ်ကြီးတို့ရင်မေကန်နုပညာရှင်မိုင်းဆန်ကတော့စီဝိုင်းတိုးချဲ့ဖို့အတွက်သူမရဲ့အပြာကားလေးကိုထုံရောက်တော့မှာပါဆိုပြီးတော့ပရိသတ်တွေကိုအသိပေးလာခဲ့ပါပြီ။ဒါကသူမရဲ့ KSW Product အတွက်အသစ်တွေထုတ်နိုင်ဖို့အတွက်လို့ဆိုရင်အနုပညာလောကမှာ Modern လောကမှာအောင်မြင်ရင်းနဲ့မိုင်းဆန်နဲ့သာမေကန်လင်းလိုက်ရင်မအောင်မြင်တဲ့သူဆိုတာမရှိသလောက်ဖြစ်ပြီးတော့မိုင်းဆန်ရဲ့မေကန်ဆွမ်းနဲ့ အနုပညာသောကတွေကိုစတင်ဝင်ရောက်တဲ့သူတိုင်းထိတ်တန့်စင်ကိုရောက်ကြတဲ့သူတွေကြီးပါအလောင်းငယ်မိုင်းဆက်ကောမိတ်ကပ်ခင်ဆန်ဝင်းကအနုပညာလောကမှာနှမိန်ကြောကြပြီးအောင်မြင်မှုအထုတ်ထိတ်ကိုရောက်ရှိနေတဲ့မိတ်ကပ်ပညာရှင်တယောက်ဆိုရင်လည်းမမပါဘူးထို့သဖြင့်မိုင်းဆန်နဲ့မိတ်ကပ်ဆွမ်းနေကြောင်းအနုပညာလောကမှာကြောင်ရင်တုံးကလေးအဖိုးတန်ကြောက်တုံးဖြစ်လို့ရောက်သွားခဲ့ကြတဲ့သူတွေလည်းများပါတယ်ဒါကြောင့်သူမကအနုပညာရှင်တိုင်းလေးစားအားကြတဲ့ဩဇာကြီးမားတဲ့မိတ်ကပ်ထိတ်တန့်ပညာရှင်တယောက်ဖြစ်နေခဲ့ရတာပါ မိုင်းဆန် LGBT တယောက်ဆိုပေမဲ့တခြား LGBT လို့မဟုတ်ဘဲနဲ့အင်ဒရီတိတ်ခါကြီးမားကချက်တန်းကြကြနဲ့နေထိုင်တတ်သူဖြစ်တာကြောင့်ပြည်သက်တွေဝေဖန်မှုမခံရတဲ့အနုပညာရှင်တယောက်ဖြစ်နေတာပါမိုင်းခင်ဆန်းဝင်က LGBT ရဲ့ထုံးစံတိုင်းအစဉ်မြင်ငန်းမဲ့ပကရလုံးမဲ့စသဖြင့်ပကရကွက်တွေနဲ့အစဉ်ဖန်တဲ့ LGBT လိုမျိုးမဟုတ်ဘဲနဲ့ကိုယ့်ဘာသာတတိတသက်နေထိုင်နေတဲ့သူတယောက်ပဲဖြစ်ပါရင်ဒီမအနေနဲ့ကမိကပညာရှင်တယောက်ဖြစ်တဲ့ပြင်အနုပညာအတိုင်းဝိုင်းကမင်းသားမင်းသမီး မော်ရီနီကိုမိကအလှဖန်တီးဖို့ရင်းနဲ့နေစာတို့ဟာလုတ်ကန်လေးရှိပါတယ်။ဒါကြောင့်လည်းသူမကနှုတ်ပညာလောကမှာမယောင်မလင်ဝင်ရောက်လာခဲ့တဲ့တသက်စမော်ရီလေးတွေကိုနေတော်မြောက်ပင်းလေးရှိပါတယ်။ဥယျာဉ်မူကောင်းရင် အပင်ရှင်တန်ရမလို့ပြောပါမယ်။ပြုစုပြိုးထောင်ပေးတဲ့သူတော်လုံးတော်ကြောင့်လည်းသူမအမြင့်တင်မလဲလူတိုင်းအောင်မြင်မှုနဲ့သူတွေကြီးပါမယ်။သူမပြိုးထောင်ပေးလိုက်တဲ့လူတိုင်းစီကတစုံတစ်ခုအကျိုးလိုလိုလုပ်ခဲ့တာမျိုးမရှိဘဲဆရာတို့ရဲ့ထုံးစံတိုင်းအောင်မြင်သွားရင်သူမအနေနဲ့ကြီးညိုပီတီလိုရယူခဲ့တာပါ။ မိုင်းဆန်းနေနဲ့အလောက်ပိုင်ရင်ကဖန်နှင်းမှုတွေမှာဆင်အားကျပေမဲ့အချီးမှာတော့ကန်ရန်ခင်ရတာပါ။တဝိုင်းသူချစ်ချင်ခင်ကြတဲ့တစ်ချိန်တုန်းကချစ်သူမော်ရင်ကောင်းပြကတဝိုင်းကိုထားခင်ကမင်းသမီးတန်တာဝန်နဲ့မင်္ဂလာကိစ္စတွေလုပ်နေပြီပဲဖြစ်ပါရင်တဝိုင်းနေနဲ့အသက်ရွယ်အဖြစ်တည်ငြိမ်ရင်းချက်တဲ့အရွယ်ကိုရောက်လာခင်မလို့ကျန်တော့ဘာစိတ်မှမရှိတော့ဘဲအေးချမ်းစွာနေထိုင်နိုင်ပဲဖြစ်ပါရင်ဒါကြောင့်မဲတဝိုင်းနေနဲ့တစ်ချိန်တုန်းကချစ်သူတော်ခဲ့မှုရဲ့အချစ်ဟောင်းရဲ့မင်္ဂလာဝဲကို လက်ပြတသက်နဲ့တက်ရောက်ခင်ကမင်္ဂလာကွန်ပျူတာပြောကြနိုင်ပြီဖြစ်ပါတယ်။အချိန်မှာတော့သူမကမိတ်ကပ်အလှဖန်နေမှုပိုင်းမှာသာမကသူမကိုယ်ပိုင် brand ထုတ်ထားတဲ့ KSW မိတ်ကပ်နဲ့ပေါင်တာတွေပြင်အခုအချိန်မှာတော့၅မျိုးဆက်ထားတဲ့51 professional မိတ်ကပ်ဆက်တွေကိုလည်းထုတ်လုပ်နေတာဖြစ်ပါတယ်။ဒါကြောင့်လေသူမရဲ့ကိုယ်ပိုင် brand အနေနဲ့ KSW မိတ်ကပ်နဲ့ပေါင်တာတွေပြင်အသစ်သစ်တွေထပ်ထုတ်နိုင်ဖို့အတွက်စူးစမ်းနေတာပဲဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်းသူမအနေနဲ့သူမပိုင်ဆိုင်ထားတဲ့အပြာကားလေးကိုထုတ်ရောင်းလိုက်တာပါမိုင်းဆန်းကပိုင်ဆိုင်မှုတွေမြောင်မြောင်စွာရှိပေမယ့်ကိုဗစ်ကာလမှာအကျက်တင်းနဲ့တိုင်းပြည်လုံးဒုက္ခရောက်နေချိန်မှာသူမလည်းအခက်အခဲတွေနဲ့ရင်ဆိုင်လိုက်ရတာပါဒါကြောင့်ခုနောက်ပိုင်း product တွေအစ်စ်ထပ်မံထုတ်လုပ်တော့မယ့်အချိန်မှာငွေရင်းနှီးကလည်းကြီးတာကြောင့်သူမပိုင်ဆိုင်ထားတဲ့အကျိုက်ဆုံးကား၃စီးတွေကမှအပြာရောင်ကားလေးကိုထုတ်လောင်းလိုက်ရလို့ဆိုရင်ဒါကြောင့်လည်းမိုင်းဆန်းက KSW အကျိုက်၃ဆွဲနေတဲ့ပရိသတ်တွေအတွက် ရတ္တသစ်တွေထပ်ထုတ်နိုင်မှာဝယ်ယူအားပေးကြမှာအောင်လို့ပြောလာခဲ့တာပါဆိုပြီးတော့ပြည်သူကြီးတို့ကရောမိုင်းဆိုင် KSW brand က product အစ်ထမှန်ထုတ်ဖို့အတန်အကောင်းလေးရင်းနှီးလိုက်ရတဲ့ပုံမှာမိမိရဲ့အမြင်လေးရှင်လေးပြောသွားခဲ့ကြပါအောင်ရှင်